ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ16ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းနေဖြင့်စောထိမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်၏၄ချောင်းတိုက်ခိုက်မှုကြောင့်ရဲသားတအူးတေဆုံးပြီး2ဦးထိခိုက်ကာဘုံကြီးချောင်း2ချောင်းနှင့်စာတင်ချောင်း2ချောင်းထိခိုက်ပျက်စီးခဲ့ရတဲ့သတင်းကိုတင်ပြပေးပါမယ် KNU ကမျိုးသားအစည်းအရုံးကော်တူးလေအုပ်ချုပ်နယ်မြေညောင်လေးပင်ခရိုင်စောတိမြို့နယ်အတွင်းအော်တိုဘလ၈ရက်နေ့မနက်09:30မိနစ်20အချိန်နှင့်နေ့လယ်3:00မိနစ်အချိန်တို့တွင်အနာသိန်းကျန်းဖက်စစ်တပ်မှကွင်းတလကြီးညောင်မင်ကြီးတက်ကယ်ကုန်းကြီးရွာအနီးတစ်ဝိုက်ကိုဂျက်ဖိုင်တာဖြင့်၁၂ကြိမ်အတွင်းပေါင်900ဘုံ24လုံးခန့်ကျဲချတိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုမှသတင်းထုတ်ပြန်ပါသည်ထိုလေကြောင်းတိုက်ခိုက်မှုအတွင်းကွင်းတလေးကြီးရွာမှမက်ခင်စပယ်ဦး၁၈နှစ်ထိခိုက်ဒေဆုံးခဲ့ပြီး မောင်စင်မင်းအောင်30နှစ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထို့အပြင်တက်ကယ်ကုန်းကျေးရွာတို့စစ်ပေးရှောင်ရန်ရောက်ရှိနေသည့်ကွင်းတလေးရွာသူဒေါ်မွေး59နှစ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဥကျော်ထုနှင့်ဥပန်းဦးတို့၏နေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ရသည့်အပြင်ညောင်မင်းကြီးကျေးရွာမှဘုံကြီးကျောင်းတစ်ကျောင်းမင်္ဂလာကုန်းကျေးရွာမှဘုံကြီးကျောင်းတစ်ကျောင်းနှင့်တက်ကယ်ကုန်းကျေးရွာမှစာတင်ကျောင်းတစ်ကျောင်းတို့ထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အာနာသိန်းအကြံဖတ်စစ်တပ်မှ၎င်းတို့၏အာနာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့အုပ်ချုပ်ရာနယ်မြေများတွင်အတူယောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိပြီး၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရသောနယ်မြေများအတွင်ရှိပြည်သူလူထုများအားအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိလေးချောင်းမှဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်းဖော်ပြထားပါရခင်ဗျာဒုတိယစေရေးတဲ့အနေဖြင့်မြောင်မြို့နယ်ဇေယကုန်းချေးရွာကိုစစ်ကောင်စီတပ်လေးချောင်းဘုံကျဲတိုက်ခိုက်မှုအရက်သား၁၁ဦးအပြင်းထန်ဒဏ်ရာရရှိတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ ောက်တိုဘာလ15ရက်နေ့နနက်9:00နာရီခွဲမှ10:00နာရီခန့်တွင်မြောင်မြို့နယ်ဇေယျကုန်းကြီးရွာကို Jet Fighter လေယာဉ်ဖြင့်ပေါင်150ဘုံးသီးတစ်လုံးကိုကြီးရွာတောင်ဘက်ရှိတောဆက်အနီးတွင်ကျဲချခဲ့ပြီး Rocket ဒုံးကြီး6ကြိမ်မှ10ကြိမ်အထိကြီးရွာအတွင်းနေရာအမျိုးမျိုးသို့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်များအရသိရပါသည်။ထိုတိုက်ခိုက်မှုကြောင့်မြေပဲလှမ်းဖို့ပြင်ဆင်နေတဲ့အမျိုးသမီးတို့ဘိုက်မှာဒဏ်ရာအပြင်းထန်ရခဲ့ပြီးအသက်အန္တရာယ်ဆိုးရင်ရတဲ့အခြေအနေရှိကအခြားသူများလည်း ခြေထောက်ပြက်လက်ပြက်တဲ့ဒဏ်ရာတွေနဲ့စိုးစိုးဝါးဝါးထိခိုက်ခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူများတဲ့တွင်အမျိုးသား၈ဦးနဲ့အမျိုးသမီး၃ဦးပါဝင်ပြီးចောင်းသားတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TGR မှတာဝန်ရှိသူတဦးကရွှေဖိမြေသတင်းဌာနသို့ပြောကြားထားပါတယ်။ထို့အပြင်ဘုံကြီးចောင်းရှိအုတ်တိုင်းများလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရသူများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကစေကုသပေးလျက်ရှိပြီး လက်ရှိအချိန်ထိတည်ဆုံးသူမရှိသေးဘူးလို့သိရပါတယ်ခင်ဗျာဆလဘီဝက်လက်မြွနဲ့တမန်သာကြေးရွာစာတင်ကျောင်းအားဘုံကျဲတိုက်ခိုက်ခံရမှုတွင်ပြည်သူနှုတ်ဦးတန်ရာရရှိမပေါက်ကွဲသေးတဲ့ဘုံဒီတလုံးကိုဖယ်ရှားပေးခဲ့ရတဲ့သတင်းကိုတင်ပြပေးပါမယ်။အော်တိုဘာလ14ရက်နေ့နေ့လယ်10:50မိနစ်ချိန်တွင်ဝက်လက်မြွနဲ့အတွင်းတမန်သာကြေးရွာရှိစာတင်ကျောင်းကိုအကြမ်းဖက်စစ်ကောင်စီကပါရာမော်တာ2စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းຫນွေဦးအောင်ပွဲမှသတင်းထုတ်ပြန်ပါသည်။ ထိုတိုက်ခိုက်မှုကြောင့်ပြည်သူ့နှုတ်ဦးတန်ရာရရှိခဲ့ပြီးရွှေဘိုခရိုင်တပ်ရင်းတင်းနှင့်ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကမပေါက်ကွဲခဲ့တဲ့ဘုံဒီတလုံးကိုပူးပေါင်းဖယ်ရှားရှင်းလင်းခဲ့တယ်လို့တော်လိုင်းရင်အဖွဲ့များကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီတီဘုံမြို့နယ်တွင်အကြမ်းဖက်စစ်တပ်မှဘုံအလုံး30ဝန်းကျင်ကျဲချတိုက်ခိုက်မှုကြောင့်နေအိမ်အချို့နှင့်ကျောင်းဆောင်တခုထိခိုက်ပျက်စီးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်စစ်ကောင်မရှင်တပ်မှ လေချောင်းဖြင့်အထက်နှံဟုနဲ့ကျေးရွာအတွင်သို့ဘုံလုံး30ဝန်းကျင်ကျဲချတိုက်ခိုက်ခဲ့ကြောင်းအော်တိုဘားလတ်14ရက်ညနေပိုင်း4နာရီခွဲအချိန်တွင်တီဘောမြို့နယ်ကစစ်ကော်မရှင်တပ်နှင့်တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL တို့ကြားဖြစ်ပွားနေသည့်တိုက်ပွဲအတွင်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်အထက်နှံဟုနဲ့ကျေးရွာနှင့်ခါလိန်ကျေးရွာအနီးကိုတန်ကုန်းနှင့်စံဖိတ်ကျေးရွာတင်းကျိုင်းကုန်းနေရာများကိုစစ်ကော်မရှင်တပ်မှ ဝိုင်းတွဲလေရင်အမျိုးအစားဖြင့်ဘုံလုံး30ဝန်းကျင်ကျဲချတိုက်ခိုက်ခဲ့ကြောင်း SSPP မှသတင်းထုတ်ပြန်ပါတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုများကြောင့်ခါလိန်ကျေးရွာရှိနေအိမ်၃လုံးနှင့်နမ်ဟူးနွယ်ဘုံကြီးကျောင်းရှိဆရာလေးကျောင်းဆောင်တခုထိခိုက်ပျက်စီးပြီးကြံရှိသည့်အခြားထိခိုက်ဒေဆုံးမှုအချက်လက်ကိုအတိမပြုနိုင်သေးဘူးလို့ဖော်ပြထားပါတယ်။အော်တိုဘလ15ရက်နနက်8:30မိနစ်အချိန်တွင်စစ်ကောင်မရှင်တပ်၏မြေပြင်စစ်ကြောင်းများနှင့်ဒရုန်းတပ်များသည်ယမန်နေ့ဘုံကျဲတိုက်ခိုက်ခဲ့သည့်နေရာများကိုဝင်ရောက်ရှင်းလင်းရာ လက်ရှိအချိန်ထိနှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါဗျ။ထို့အတူအော်တိုဘားလ15ရက်နနက်7:00နာရီခွဲဝန်းကျင်အချိန်ကစပြီးနေ့လယ်ပိုင်း2:50မိနစ်အချိန်ထိစစ်ကောင်မရှင်စစ်ကြောင်းအင်အား300ဝန်းကျင်နှင့်တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့သည်ဗိုလ်ချုပ်ကြီးရွာအုပ်စုနာခိုင်းကြီးရွာနှင့်ကောင်းခါကြီးရွာတို့တွင်နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့အသိပေးပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်မရှင်ဘက်မှမြေပြင်စစ်ကြောင်းများအပါအဝင် ဒရုန်းများလေကြောင်းပစ်ကူများဖြင့်အုံပြုတ်တိုက်ခိုက်နေတယ်လို့သိရပါဗျ။တိုက်ပွဲများကြောင့်ဂျေးရွာအချို့ထိခိုက်ပျက်စီးမှုများရှိတယ်လို့အသိပေးထားပါဗျခင်ဗျာ။ယခုနောက်ဆုံးစစ်ရေးတဲ့နေဖြင့်တောင်သာမြို့နယ်ရုံးစီကြီးရွာတွင်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကိုတိုက်ခိုက်ရာစစ်သား6ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။တောင်သာမြို့နယ်ရှိရုံးစီကြီးဂျေးရွာအဝင်လမ်းဘေးဝဲရတလျှောက်တွင်တက်ဆွဲထားသောစစ်ကောင်စီစစ်သားများကိုမင်းသားကြီးစစ်ကြောင်းမှဦးဆောင်ပြီး တော်လိုင်းတပ်ဖွဲ့များကအော်တိုဘားလ73ရက်နေ့တွင်လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ကြောင်းမြင်းညံခရိုင်အမှတ်3တပ်ရင်းမှသတင်းထုတ်ပြန်ပါသည်။မင်းသားကြီးစစ်ကြောင်းသည်60မီလီမီတာနှင့်40မီလီမီတာလက်နက်ငယ်များကိုအသုံးပြုကာပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးလက်နက်ကြီးထိမှန်မှုကြောင့်အကြမ်းဖက်စစ်သား6ဦးသေဆုံးခဲ့တယ်လို့သိရပါသည်။တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်းအကြမ်းဖက်စစ်တပ်မှရုံးစီကြီးကျေးရွာတွင်ကြီးတချက်ပေါက်လင်းပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးမယ်လို့ချိန်ချောက်ပြောဆိုထားတယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီရေးသတင်းအကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Carshell မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။